နိုင်ငံသားရေးမူဝါဒတွေကျွန်တော်တို့ဆွေးနွေးကြတဲ့အခါကိုယ်နိုင်ငံအတွက်ပဲကိုကြည့်ရတော့သေးတဲ့နဲ့နိုင်ငံမရှိဘူးလို့ကျွန်တော်မြင်နေတယ်။အဲ့တော့ပတ်ဝန်းကျင်ကိုကြည့်ရမယ်လူသားမျိုးနွယ်ကိုကြည့်ရမယ်။ နိုင်ငံတွေကကိုယ့်ပြည်သူတွေနဲ့ကိုယ့်နိုင်ငံကိုကိုယ်ဦးစားပေးရမယ်ဆိုတာမှန်ပါတယ်ကိုယ်အိမ်နဲ့ပဲတွေးပေါ့နော်ကိုယ့်အိမ်မှာတော့ချမ်းသာနဲ့ကြွယ်ဝနေရကိုယ့်အိမ်ပတ်ဝန်းကျင်မှာကိုယ်သွားရတဲ့ရက်ွက်ကိုရက်ွက်လမ်းထိပ်ကိုသွားရတဲ့လမ်းကြီးကပြန့်နေကျောင်းနေမူဝါဒကိုလည်းတော်တော်များများကျင့်သုံးကြတယ်အဲ့ဒါဘာကြောင့်ကျင့်သုံးတာလဲဆိုဘလို့ရက်တီရမလဲဆိုတော့အာအကြံဉာဏ်မရှိတော့ဘဲ issue မှာဘလို့ရက်ရမလဲဆိုတာမူနဲ့လာတယ်မူနဲ့စံနေတန်ဖိုးတွေပေါ်နေလာတယ်အဲ့တော့စံနေတန်ဖိုးတွေနဲ့မူတွေခေါင်းခိုင်းမမမရှိဘူးဆိုအဲ့နိုင်ငံအမြင်ချားနေပဲ ဘာလို့လောက်ကြားနေပဲဘာလို့လို့ပြောတယ်ဘူးမဆွေးနွေးတတ်ဘူးအဲဘယ်မှာရရမှန်းမသိဘူးခိုးဘက်မှာလားညာဘက်မှာလားဒီဘက်မှာလားမသိနေဒါကြောင့်ကြားနေနေဖြစ်ကြတာပေါ့အခုမြန်မာနိုင်ငံဆိုလဲအဲ့ဒါပြန်အရန်ခံရတယ်ဘလောက်ပဲအိမ်မှာမီးလောင်နေနေဘေးပတ်ဝန်းကျင်ကအာသူများနိုင်ငံဝင်မဆွတ်ဖက်နေတက်မလားကျမတို့ရက်ွက်တွေထဲမှာပြောကြတာရှိရလေဘာလဲဈာသုံးချောင်းမဝင်ရဘူးတက်မလားခိုးမှာတက်ဖြတ်နေပြီဒါပေမဲ့ဈာသုံးချောင်းမဝင်ရဘူးဆိုရဲအောက်ကနေမှာ ထိုင်နေလိုက်တယ်ကြည်နေလိုက်တယ်မတရားမှုမတရားမှုမြင်ပြီးရဲ့အခါမှာဟိုဝီမီရက်တက်မှုမကြိုးစားဘူးဆိုရင်ဒါဒီလေအာအလိုတူအလိုပါပဲเนาะဒီဖြစ်ရတဲ့အလိုတူလိုပါပဲဆိုရယ်စဉ်းစားချက်ကကျေပြန့်လာတယ်ဆိုတော့နောက်ပိုင်းလည်းကျွန်မမြင်တာနိုင်ငံသားကြီးမူဝါဒတွေအာကျွန်တော်ဆွေးနွေးကြတဲ့အခါနောက်အနာဂတ်ဒီမှာဆိုရင်ကျွန်တော်ကျွန်တော်ကတော့ကိုယ်နိုင်ငံအတွက်ပဲကိုကြည့်အောင်လောက် သေးတိမ်တဲ့နိုင်ငံမရှိဘူးလို့ကျွန်မမြင်တယ်။အဲ့တော့ပတ်ဝန်းကျင်ကိုကြည့်ရမယ်လူသားမျိုးနွယ်ကိုကြည့်ရမယ်တီမောလက်စတီလိုနိုင်ငံလေးပေါ့နော်တီမောလက်စတီဆိုနိုင်ငံဆိုကျွန်တော်ဘယ်နိုင်မယ်ဘယ်မှာမနောင်ကျွန်တော်မသိကြပါဘူးတော်တော်များများဒါပေမဲ့ဒီလိုနိုင်ငံလေးကနေသူတို့နိုင်ငံရဲ့တမရကျွန်တော်တို့အတွက်ရက်တီပေးတယ်ဆိုတာတော့အားရှိအားရှိဘယ်နောက်ပဲသိငယ်နေပါစေကျွန်တော်တို့က ဟိုတဘာသူတွေရက်တည်ပြီးတဲ့အခါမှာခွန်အားဖြစ်တယ်အဲအဲ့ဒါတွေလည်းထည့်သွင်းစဉ်းစားတဲ့အာနိုင်ငံဖြစ်စီခြင်းတွေပေါ့ဒါကတော့ကျွန်တော်တို့နောက်နာခဲ့နိုင်ငံကိုအခုချိန်မှာအခုကတည်းကကျွန်တော်တို့အဲ့ပုံစံတိုင်းကျင့်သုံးနေတယ်လို့ကျွန်တော်မြင်တယ်